င်္ဂလာပါပရိသတ်ကြီးတို့ရှင်ကျမတို့ရဲ့မီဒီယာ channel ကနေ November 10ရက်နေ့အတွက်နောက်ဆုံးရမြို့ပညာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ပစံကုံကြခံမင်းနပူးပြောင်ခင်မုန်းတဲ့အတွက်စပင်းနေဆိုင်ပေးခဲ့ပေမယ့်အခုလိုဖြစ်ခင်ရတဲ့မေပကြီးသတင်းအမှုပညာလောကမှာအောင်မြင်မှုထိတ်ဆုံးရောက်နေချိန်အလုံးရနာကနိုင်ငံခြားထွက်သွားတော့မယ့်တဲဆူငိမ့်တဲ့တဲ့ရီမွန်ရဲ့မိခင်ပြောပြလာတဲ့ရီမွန်နဲ့အဒီနိုတို့ရဲ့ငယ်ဘဝအကြောင်းလေးတဲ့တဲ့ ကင်ဆာဘိုးတွေ့နေဆိုပြီးတည်င်းနေတီးတိုးထွက်နေချိန်မှာမထင်မှတ်ပဲပြိသက်တွေကိုရုတ်တရက်အသီးပေးလာတဲ့မိမိကိုကိုတည်င်းမချွမလို့ချင်းနဲ့အင်ကိုနောက်ပြန်ကြည့်ထိုင်နေတဲ့ဇနီးတဲ့ကိုမမုန်းရနိုင်ပါဘူးဆိုတဲ့မျိုးသားတည်င်းဘလက်ပင်းရဲ့လီဆာနဲ့တပုံစံနဲ့ဆင်တူရဲလို့ထိုင်းနိုင်ငံအတွင်းနာမည်ကြီးနေတဲ့နန်းစုပလဲထက်တည်င်းပဲဖြစ်ပါလေရှင်ပစံကုံကြခံပိနှစ်ဖူးပြောင်းခင်မတဲ့အတွက်စပင်းနီစိုက်ပေးခဲ့ပြီးမြေအခုလိုဖြစ်ခင်ရနေမိပကျင်း အသက်ရွယ်ရာကတော့မကွာပေမယ့်ထိတ်ပြောင်လွန်းတာကြောင့်အသက်ကြီးရဲ့ထင်းရတဲ့ခင်မုန်းဖြစ်သူကိုလူပြိုပေါက်ပုံစံလေးဖြစ်အောင်ကိုယ်တိုင်ပတ်စံအကုန်ကြခံမင်းသပင်ဆိုင်ပြီးခင်လို့လူပြောများနေတာကတော့မေပကြီးပါတင်းဆောင်မေပကြီးရဲ့ခင်မုန်းတဲ့အပေါ်မှာခူးဆိုင်ချစ်တတ်မှုကတော့တကယ်ကိုချီးကျူးစရာပါပဲတင်းဆောင်မေပကြီးကတော့သူမရဲ့ချစ်သူနဲ့မကြသေးခင်ကမှပူပူနွေ့နွေ့မင်္ဂလာဆောင်ထားတာဖြစ်ပြီးအသက်ဆက်ဆက်ခင်မုန်းဖြစ်သူရဲ့ထိတ်ပြောင်နေတာကိုမကြည်ရလို့သပင်ကြီးစိုက်ပြစ်လိုက်တာပါ ဒါပေမဲ့လည်းခင်မောဖြစ်သူရဲ့ထိတ်ကိုစပင်ဆိုင်ပြီးတော့တရရနေရလောက်မှတဲ့မင်္ဂလာပွဲကိုကျင်းပလာရတာဖြစ်ပြီးစပင်ဆိုင်တဲ့နေရာကပုံမှန်မဟုတ်ပင်အလွဲလေးတွေနဲ့ပတ်သက်လို့ခုလိုပြောပြလာခဲ့တာပါအလုံးနဲ့တည်ကြတဲ့အတိုင်းပဲတရုတ်ဆောင်မိပကြီးကတော့မြမနုပညာလောကမှာလူတီများကြော်ချခဲ့တဲ့တရုတ်ဆောင်မော်ဒယ်တစ်ယောက်ဖြစ်ပါတယ်။ တရုတ်ဆောင်မေပကြီးရဲ့ရှုံးရီကလည်းနိုင်ငံသားသူတွေလိုချော်မော်လာပါတဲ့အပြင်အယုံစိတ်တုတ်ခိုက်ပြီးလာပါကြောရှင်းတဲ့ခန္ဓာကိုယ်နဲ့အရာမောင်းတွေကြောင့်ဖျားပေးတဲ့ဆူလန့်လိုမျိုးမိန်းကလေးတွေတော်တော်များများကအားကြနေကြတာပါတရုတ်ဆောင်မေပကြီးဟာဆိုရင်အရင်တုန်းကတော့မြန်မာဗီဒီယိုစကားအများကြီးရိုက်ကူးအောင်မြင်ခဲ့ပြီးနောက်မှာတော့ဇလန်းတွင်လက်ခံရှိုက်ကူးတာကိုရှင်းနာလိုက်ပါတယ်မေပကြီးကမလိုမျိုးဆစ်ဆစ်ဖြစ်တာမို့ခနာကိုချိုးစားကလည်းတောင်းထင်ပြီးအချိုးစားကြတာကြောင့်မော်ရီတယောက်ဖြစ်ဆက်လက်လုပ်ကိုင်ခဲ့ပါတယ် နောက်ပိုင်းမှာတော့ online shopping တွေရောင်းရင်းနဲ့ကိုပိုင်လက်ကုံစီးပွားရေးတခုတည်ဆောက်နိုင်တဲ့အထိအောင်မြင်လာခဲ့ပါတယ်။မေပတီကိုရန်ကလည်းမင်္ဂလေးပီပီအတော်လေးလောက်ကိုဆွဲမှတ်သူတရားဖြစ်တာမို့ MPC ဆိုတဲ့ကိုပိုင်လောက်ကောင် brand founder တူဖြစ်လာခဲ့ပါတယ်။မေပတီဟောင်းစီးပွားရေးမှာလည်းကံကောင်းလို့သူဖြစ်ပြီးအချိန်မှလည်းကံကောင်းတဲ့မင်္ဂလေးတရားဖြစ်ပါတယ်။ချစ်သူတတန်၅နှစ်ကြာတိုင်အောင်တင်စာရှိရှိနဲ့လက်တွဲခဲ့ကြတဲ့မေပတီနဲ့ကိုမျိုးကိုရုနှစ်ယောက်စလုံးကတကယ့်ကိုလိုက်ဖက်ညီလွတ်လာတယ်လို့ဆိုရမှာပါ။ လက်ထက်ခွင်တောင်းမီမကြတဲ့အချိန်မှာပဲလက်ထက်မင်္ဂလာပွဲလေးကိုကျင်းပပြီးစီးသွားခဲ့ပါပြီ။မေပကြီးရဲ့ခင်မုန်းဖြစ်သူကိုမျိုးကိုကလည်းမေပကြီးထက်ကအသက်ကမဆိုးတလောက်ကြီးပေမဲ့လည်းမေပကြီးတွတ်တော်ခိုလွန်ရာရှင်ခွင်တစ်ခုဖြစ်ရှိပေးနေကြတာပါ။မေပကြီးကလည်းလူလိုက်တဲ့ပြင်စနီးကျော်လို့သမ ्या ကလည်းအတိုင်းသားငိန်ခံနေတာကတော့ကိုမျိုးကိုပါမင်္ဂလာပွဲမတိုင်ခင်ရှန်နေငယ်လို့မှကိုမျိုးကိုဟာမေပကြီးရဲ့တောင်းဆိုမှုနဲ့သူ့ရဲ့ပြောင်းနေတဲ့ထိတ်ကုံစပင်ဆိုင်လာရပါတယ် ထိပ်ပြောင်နေတဲ့ကုမျိုးကိုကမေပကြီးထက်ဆိုင်အသက်ကြီးတဲ့လူကြီးတယောက်လိုပုံစံဖြစ်နေတာကြောင့်လူငယ်ပုံလေးပေါင်မေပကြီးကစိတ်ကြိုက်စပင်ဆိုင်လိုက်ရပါတယ်ဒါပေမဲ့လည်းစပင်းစိုက်ထားတဲ့သူကချွေးထွက်လို့မရတာကိုသိပေမဲ့လည်းကိုမျိုးကကချင်းစောရာကြောင့်ချွေးထက်တာရင်မင်္ဂလာဆောင်နေ့အုံဆောင်ကြောင့်ချွေးထွက်သွားတာကြောင့်စိုက်ထားတဲ့နေရာမှာနှိမ့်မြန်းပြီးအလက်ချက်ဖြစ်သွားခဲ့ရပါတယ်။ မေပတိကကိုမျိုးကိုရဲ့စပင်အတွက်ဆံဝင်ကတော့စိတ်ပူစရာမရှိပေမယ့်ဈေးပုံမှန်လိမ့်မှာသာမြန်မြန်ပြောင်းမယ်လို့လည်းမှားလိုက်ကြောင်းနောက်ပြီးစပင်ဆိုင်ရင်ကိုရဲ့စပင်ကိုပဲအပင်၃000ကိုထိတ်မှပြန်ဆိုင်ရတာဖြစ်ကြောင်းအလုံးကိုဘဟုတုတ္တရအောင်လို့ဝေမျှပေးသွားခဲ့တာပါအခုတင်ဆက်ပေးသွားခဲ့တဲ့အကြောင်းအရာနဲ့ပတ်သက်လို့ပြည်သက်ကြီးတွေမြင်ပါရောဘလို့သဘောရလဲဆိုတော့ကိုပြောပြပေးသွားကြပါအောင်ရှင် င်္ဂါလောကမှာအောင်မြင်မှုထိတ်ဆုံးရောက်နေခြင်းအလုံးရနာကနိုင်ငံသားထွက်သွားတော်မဲတဲဆုငိမ့်တဲဆုငိမ့်ဟာကုဆိုရင်ကြောင်ညာရီရုပ်ရှင်ဇာတ်ကားကြီးတွေမနာတဲ့ရိုက်ကူးနေရပြီးအောင်မြင်မှုရဲ့ထိတ်ဆုံးမှာရောက်နေခြင်းလို့ပြောလို့ရပါတယ်။ဒါပေမဲ့ခုတွက်ပေါ်လာတဲ့တည်နေရာသူမဟာဒီနုပညာလုပ်တွေအလုံးကိုခေတ္တရနာပြီးနိုင်ငံသားမှာပညာရေးဆက်လက်သင်ကြားဖို့ပြင်ဆင်နေပြီဖြစ်တယ်လို့ဆိုပါတယ်။ ပြည်သူကြီးတို့အားလုံးသိကြတဲ့အတိုင်းတဲဆူငယ်ဟာအသက်18နှစ်ဆိုရင်အရန်ကိုငယ်ရွယ်တဲ့အရွယ်တက္ကသိုလ်ဝန်ထမ်းဖြည့်ဆွရမယ့်အရွယ်လေးမှာပဲနိုင်ငံကိုစားပြုလှမယ့်တရပုကိုစွခုနိုင်ခဲ့တာပါနိုင်ငံကုံဆောင်နိုင်ခဲ့တဲ့အတွက်ပြည်သူတွေရဲ့ချစ်ကိုအပြည့်အဝရရှိခဲ့ပေမယ့်သူမရဲ့ပညာရေးလမ်းကြောင်းကိုတော့ခိတရက်တန့်ထားခဲ့ရပါတယ် အခုတခါမှာတော့တဲစုံကြီးဟောင်းအောင်မြင်နေတဲ့နုပညာလုပ်သွေးထံသူမလက်လွတ်ခဲ့ရတဲ့ပညာရေးဘက်ကိုပြန်လည်အာရုံစိုက်ဖို့ဆုံးဖြတ်လိုက်တာပါ။တတင်းနေရဆိုရင် သူမဟာရှိုက်ကူရေးတချို့ကိုလည်းရှင်းနာထားပြီး ITCSC homeschooling နိုင်ငံတကာအဆင့်မီတင်ယူညွှန်တန်းကိုအိမ်မှာပဲတင်ယူကြိုးစားနေတယ်လို့သိရပါတယ်။ဒီတင်ယူပြီးဆုံးသွားတဲ့အခါမှာတော့သူမဟာမကြခင်နိုင်ငံသားမှပညာဆက်လက်သင်ကြားသွားဖို့တွားရောက်တော်မှာဖြစ်ပါတယ်။ အတန်းငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်မှုရဲ့အရှတာကိုခန်းစားနေရချိန်မှာပြစ်စုံပံကအခွင့်အရေးတွေထံအနာဂတ်အတွက်ပိုအရေးကြီးတဲ့ပညာရေးကိုပြန်လည်ရွေးချယ်လိုက်တာဟာတကယ့်ကိုရင့်ချက်ပြီးချီးကျူးစရာကောင်းတဲ့ဆုံးဖြတ်ချက်တစ်ခုပါပဲ။ပရိသတ်ကြီးတို့အနေနဲ့ရောမကြခင်နိုင်ငံသားကိုပညာသင်ထွက်သွားတော့မယ်အလှမယ်လေးတဲဆူငင်းရဲ့တီးဆုံးဖြတ်ချက်အပေါ်မှာမိမိတို့အမြင်ကိုပြောသွားကြပါအောင်ရှင် ရေမွန်ရဲ့မိခင်ပြောပြလာတယ်ရေမွန်နဲ့အန်တီနိုရဲ့ငယ်ဘဝအကြောင်းလေးမင်္ဂလာပါထရမ်မီဒီယာရဲ့ပရိသတ်များရှင်အရင်ချစ်ကြတဲ့တငယ်ချင်းတွေအောင်အခုတော့ကောင်းငယ်ပုံမှအတူဆုံလေးကြားမှာပေါ်လို့တွေ့ရင်နေရေမွန်ရဲ့မိခင်ဟာခုလိုကြေကွဲပွင့်ရအမှတ်တရအကြောင်းအရာလေးတွေကိုအားလုံးသိအောင်လို့ပြောပြလာခဲ့ပါတယ်သူတို့ရဲ့စပီးခင်ခဲ့တိခဲ့ကြတဲ့ငယ်ဘဝအကြောင်းလေးပါ ဒေါခင်မြတ်မုံဟောင်းရေမွန်ပေါ့ဆာတွတ်ပြီးလေ6နှစ်အရွယ်လောက်မှာသူမကတချင်းသွင်းမှုအခွေထုတ်ဖို့ကိစ္စရကြမလို့နဝရစတူဒီယိုကိုမကြမကြသွားရပြီးတော့အတန်သွားသွင်းရအလုံးလို့ရပါတယ်တဲ့အဲ့ဒီလိုနဲ့တားလေးကိုပါတခါနဲ့လက်ဆွဲခေါ်လာလေးရှိတာကြောင့်တွတ်ပြီးကအမေနဲ့လိုက်လာရင်းနေပဲအဲ့ဒီနဝရ channel မှာအမဲလူလူကစားနေလေးရှိတဲ့အက်ဒီနိုနဲ့တငယ်ချင်းဖြစ်သွားကြပါတယ် အဲ့ဒီလိုနဲ့နောက်ပိုင်းနေမှာနဝရက်သွားတိုင်းမှာသူတို့တငယ်ချင်းနှစ်ယောက်သားမြောက်ရှုံးအောင်စော်ကြပြီးအန်တီနိုပေါ့ဆောင်လေးကတွေ့ပြီးကုန်အခန်းထဲခေါ်ပြီးဒရန်တီးပြရင်တွေ့ပြီးကအံအောင်အားကြတဲ့အချင်းနဲ့ကြည့်နေလေးရှိကြောင်းတွေပြောပြခဲ့ပါတယ်သူတို့ရဲ့ခင်မင်မှုကစံကျပင်မတည်ဆုံးရဲ့ချိန်တည်းတကယ့်ကိုငယ်ပေါင်းကြီးပေါ်တငယ်ချင်းတွေဖြစ်ခဲ့ကြကြောင်းပြောရင်းနဲ့တဆက်ထဲအန်တီနိုရုတ်တရက်မတည်ဆုံးခင်ကဖြစ်ခဲ့တဲ့ကိစ္စလေးကိုပါတခါလေးပြောပြလာခဲ့ပါတယ် အီဒီယိုပဲရဟဆယ်လုတ်တဲ့ညနေကင်းကလည်းသူလဲသွားပါတယ်တဲ့အဲ့ဒီအချိန်မှာအန်တီနိုကသူမကိုတွေ့တွေ့ချင်းပဲလာနှုတ်ဆက်ပါတယ်တဲ့အန်တီနီကောင်းလားကျွန်တော်အန်တီနိုပါလို့လာပြောပေးမယ်အတန်ကြားတဲ့ကရင်းနေပြီးတိနေပြီးသားဖြစ်ကြောင်းနဲ့အန်တီနိုကတောက်လျှောက်သူ့တငယ်ချင်းတွေ့ပင်ရဲ့အကြောင်းတွေကိုပဲပြောနေတာဖြစ်ကြောင်းအင်တာဗျူးမှာတော့အန်တီနိုကတွေ့ပြီးကြောင်းနဲ့အများကြီးပြောခဲ့ပြီးတော့သူတို့တငယ်ချင်းတွေရောဘလောက်ထိတန်ရုံးစဉ်ရှိကြောင်းတွေလည်းပြောပြခဲ့ပါဗျာ။ ရီမိုနိုပန်ဖြတ်သိမ်းတဲ့ခုလိုနောက်ဆုံးချိန်မှာရီမိုရဲ့တခြင်းလေးကိုရီမိုပြိတက်တွေတွန်ပြန်ဆုံနေရင်ဒါမျိုးရုပ်တရက်ကြီးဖြစ်သွားတာကိုခုထိမယုံနိုင်သေးပါဘူးဆိုရင်အကြောင်းလေးအားလုံးကိုသူမကတဖွဲ့တနှွဲ့နဲ့တေးသေးချာချာလေးအားလုံးကိုပြောပြရင်ဖွင့်လာခဲ့တာပါပြိတက်ကြီးတို့ရောဒီတငယ်ချင်းတစ်ယောက်ရဲ့အဖြစ်ပြက်တွေနဲ့ပတ်သက်လို့ဘယ်လိုများတွေးထင်မိကြပါသလဲနော် အခုဆိုရင်တော့နှစ်ယောက်သားအတူတူအေးချမ်းတဲ့နေရာလေးမှာပျော်ပျော်ရွှင်ရွှင်နေနိုင်ကြဖို့ပဲစူတောင်းလိုက်ကြရအောင်ပါရှင် you ကင်ဆာပိုးတွေ့ရဆိုပြီးတည်င်းနေတီးတိုးထွက်နေချိန်မှာမထင်မှတ်ပဲပြိတ္တတွေကိုရုတ်တရက်တီးပင်းလာတဲ့မိမိကိုကိုဒီအပိုင်းမှာမိမိကိုကိုတယောက်ကင်ဆာဖြစ်နေပြီဆိုတဲ့တည်င်းနေပြန်နေတော့မှပြိတ္တတွေကိုအန်အောင်တုံလို့တွန်းစီမဲ့တည်င်းစိုးတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။အဆိုပါတည်င်းကလည်းမီဒီယာတွေကထင်ကြီးပေးပြီးရှောင်ရည်တာမဟုတ်ဘဲမိမိကိုကိုကိုယ်တိုင်သူမရဲ့ကောင်းစစ်ကနေ ကျမ်းမာရင်နဲ့ပတ်သက်တဲ့တည်င်းတွေကိုအတီးပင်းလာခဲ့တာပါ။ ရေးထားတဲ့အစာအရာလက်ရှိမှာသူမရဲ့ကျန်းမာရေးဟာဘယ်ပွဲမှတက်လို့မရှာလောက်အောင်ဆိုးဝါးနေပြီးတငယ်ချင်းတွေနဲ့ပါအခင်မဲပြတ်နေရပြီဖြစ်ကြောင်းဝန်ထဲပွဲဖော်ပြထားပါတယ်။ရိုက်ကွင်းနေမှာလည်းအယုံကျိုးပြန်လဲကြတဲ့အထိကိုသူမရဲ့ချင်းနေရာမကောင်းမွန်တော့ကြောင်းစီလင်းစစ်ထားပြီးဆံဝင်ကထွက်လာတဲ့ရန်လက်ကိုလက်ခံနိုင်အောင်စိတ်ကိုပြင်ဆင်ထားတဲ့ကြောင်းတွေပါပြောဆိုသွားပါတယ်။ဒီအကြောင်းကိုမိမိကိုကိုကဒီလပိုင်းနေမှာကျန်းမာရေးကအရန်ချူကြတယ်။ လူမှုရေးတွေအလုပ်တွေမှာခွင့်ယူရင်မယုံကြဘူးလူချင်းတွေ့တော့မှမျက်နှာလေးချောင်နေတယ်နော်နေမကောင်းဘူးလားမိချာနေကျွန်တော်မှထပ်ပြီးစေးစေးရမယ်ကိစ္စတော့ရက်ရွှေထားရတာပါတချို့ကလည်းခနေကြတယ်ဟိုလူပွဲမှာတော့တွေ့လိုက်တယ်လေအကောင်ကြီးပါဘာညာနဲ့ဟုတ်ပါနဲ့စိတ်တန်းဆောင်လုံးတက်တာပြီးထင်းနေသွားပါတယ်ပြန်ရောက်တာနဲ့အယုတ်ကျိုးဖြက်ဖြစ်ပါတယ်တော်ယုံမကြီးတက်တဲ့သူမို့လိုင်းပေါ်အမြင်မတင်တာပါအဲဒါကြောင့်ငါပွဲချမှာမတက်ဘူးလို့မမြင်ကြပါနဲ့ရှင် ရှူတင်လောက်တော့လုံနေတာပဲမလားဆိုပြီးခနေတဲ့သူတွေကိုလည်းပြောပြချင်တာကနေကောင်းတော့ကလက်ခံဖြစ်တာရရင်ချင်းမောနဲ့လုံရတာမို့ကိုတယောက်ကြောင့်နဲ့ခွင့်နေယူတာတအားများပြီးရက်တီဒုက္ခရောက်ကုန်မှကြောင့်စူးစားပြီးလုံနေတာဖြစ်ပါတယ်ရှက်ကူကြီးမှလည်းမူရမ်းထက်ရတဲ့ခံနေဆုံးအသားတွေတုံမျက်လုံးတွေပြအသက်ရှူမရမောလာတာတွေကြောင့်ကြမ်းပြပေါ်ထိုင်ထိုင်ချရလောက်တဲ့အထိဟမ်မဆောင်နိုင်အောင်တရုတ်ပြန်ရပါတယ်။နိုင်ရင်မရှိအောင်လောဘတွေကြီးနေတယ်လို့ဆိုတော့လေစေးဖို့တော့မကမီတော့ပါဘူး။ အဲ့တော့လူမှုရေးကိစ္စလေးတွေမှာစိတ်မကွက်ကြဘူးမြေတားရက်ခံရင်နားလေပြီးလို့ကျေးဇူးတင်ပါတယ်လို့တခါလေးပြောကြားထားပါရစေလို့အာယူပီရေးတင်ခဲ့တာဖြစ်ပါတယ်။ဒါပြင်သူမရဲ့ကောင်းထဲမှာကင်ဆာဖြစ်နေတဲ့ကောင်းလေးရဲ့ခံစားချက်ကိုလည်းနားလည်စာနာပါတယ်။အ мян ပြောက်ကင်းမစီဆိုပြီးရေးတင်ထားတာမဟုတ်လို့ဤဆက်တဲ့လူတွေကပါမျက်ရည်ဝါနေကြပြီး MRT ဖုန်းမင်းသမီးလေးမိမိကိုကိုတယောက်ကင်ဆာရောဂါဖြစ်နေတာမဟုတ်ပါစေနဲ့လို့ဖျားတာပြီးဝိုင်းစုတောင်းနေကြပါတယ်။ ။ရိုက်ကူးရင်းနဲ့ဖွဲ့သားတွေကလည်းနည်းနည်းလေးလှုပ်လိုက်တာနဲ့အသက်ရှူချက်ပြီးမောနေတဲ့မိမိကိုကိုရဲ့ကျန်းမာရေးအခြေအနေကိုမျက်လုံးပြုပြီးအလုပ်ကိစ္စတော်တော်များများကိုလည်းဖျက်ထားရတယ်လို့သိရပါဗျ။အပြင်မှာတွေ့နေသူတချို့ကလည်းရုတ်တရက်ကြီးဝိတ်တွေအရန်ချပြီးပိန်သွားတဲ့မိမိကိုကိုပုံမျက်နာကရမ်းကိုချောင်ကျနေပြီးညီမလေးရဲ့ကိုကျမကြီးကသာတည်ဆုံမှဘေးစကားလေးကိုဂရုစိုက်မနေပါနဲ့အတန်ငယ်ငယ်လေးနဲ့တခုခုဖြစ်သွားရင်မိသားစုနဲ့ပြည်သက်တွေပဲရှင်းကြရမှာပါ မြောင်းမန်းထားတဲ့တည်င်းစိုးကြီးမဖြစ်ပါစေနဲ့စိစစ်ထားတဲ့ရလလေကောင်းတာပဲထွက်ပါစေဆိုပြီးအားပေးစကားပြောကြားထားပါတယ်။လက်ရှိမှာတော့မိမိကိုကိုဟောင်းမိကက်တွေပြင်ထားတဲ့ကြားထဲကတော့ဂျုံဂျုံကြပြီးလူမမာရုပ်ပေါက်နေတာကိုပရိသတ်တွေကသတိထားမိနေကြပါတယ်။တချို့ကလည်းမိမိကိုကိုကိုရှိုက်ကူးရဲ့လုပ်တွေကနေလုံးဝနာယူပြီးခဏလောက်ပန်းပြေနေသင့်ပြီးခဏကိုကိုအနာပေးသင့်ပြီလို့တီတူပြောဆိုနေကြပါဗျ။ ပရိသတ်ကြီးတို့ရောကင်ဆာယောဂဟောမဟုတ်စိစစ်ချက်ပြေကိုစောင့်ကြည့်နေရတဲ့မိမိကိုကိုရဲ့ဂျမားရေးပုံဘလူးများထင်ကြတယ်လဲဆိုရနေ comment မှာအားပေးစကားလေးတွေကိုရေးပေးခဲ့ကြပါအောင်ရှင်မကြုံမလို့ကြီးနေအင်ကုန်နောက်ပြန်ကြည့်ထိုင်နေတဲ့စနေတဲကိုမမုန်းရနိုင်ပါဘူးဆိုတဲ့မျိုးသား တမလွန်ဘဝရောက်သွားတဲ့ဇနီးတဲကိုမချွတ်လွတ်တာတော့အနားမှာထားထားတဲ့အမျိုးသားတယောက်ရဲ့ဖြစ်ရဟာလိုင်းပေါ်မှာတော်တော်လေးနဲ့မဲကြီးလိုနေပါတယ်။ရက်ွက်ထဲမှာဒီမျိုးသားနဲ့တင်းရဲချောက်တဲ့အိန္ဒိယချောင်းကိုပြောဆိုသူများပြားနေတဲ့အတွက်မီဒီယာတွေကိုယ်တိုင်အင်တာသွားပြုခဲ့တာဖြစ်ပြီးအကြောင်းစုံကိုသိလိုက်ရချိန်မှာတော့အလုံးအံ့ဩသွားကြတာပါ။ အင်တာဗျူးရာကလေးရဲ့မိခင်ဟာငကိုရဲကအတန်ယောဂရှိပြီးနေမှာတယောက်တည်းလူမသိပဲတည်သွားချိန်မှာကလေးကိုဆွဲလန်းတဲ့စိန်နဲ့တိတ်တာဖြစ်နေခဲ့တယ်လို့သိရပါတယ်။လူမမဲကလေးကိုအဆွဲလန်းကြီးလွန်းတာကြောင့်မချွတ်မလွတ်နိုင်ပဲညညဆို၆လက်နေကြောင်းယောက်ျားဖြစ်သူကအခုလိုပဲပြောပြခဲ့ပါတယ်။ဒီအကြောင်းကိုယောက်ျားဖြစ်သူကကျွန်တော်နာမည်ကိုလာဦးပါ။ရက်ွက်ထဲမှာနွမ်းပါလို့ပလုံးကောက်စားရပါတယ်။သူဆုံးမင်းဒီမှာကျွန်တော်ကသူ့ကိုပလုံးကောက်တာလိုက်ခဲ့ဖို့ခေါ်တယ်။ နေခဏခဏတက်နေတာငါနေလိုက်ခဲ့မိမဆိုတော့သူကကျွန်တော်ကိုသူလန့်နေတယ်ထမင်းလည်းမစားချင်ဘူးကျွန်တော်နောက်ကိုလည်းမိုးရီလေတွေနဲ့မလိုက်ချင်ဘူးလို့ပြောတယ်သူယောဂါကလမ်းမှာတက်ချင်တက်မှာဆိုတော့ကလေးကိုလည်းကျွန်တော်ပဲခေါ်သွားပေးပါလို့ပြောတယ်ကျွန်တော်လည်းအင်းကထွက်လာလိုက်ခဲ့တာအရင်ဆိုရင်သူကျွန်တော်ကိုလမ်းထိပ်အုပ်ခုံလေးမှာထိုင်ဆောင်နေကြပဲအဲ့ဒီနေ့ကအိမ်ပြန်နေနေနောက်ကြတယ်သူကဘယ်ချိန်ကလေးကတည်နေလဲမသိဘူးအိမ်နောက်ဖေးမှာခေါင်းဆိုင်ပြီးတော့တက်ပြီးပြုတ်ကျနေတာ ျွန်တော်ပြန်ရောက်ချိန်မှာသူ့အတက်ကိုမမီတော့ဘူးတကူလုံးပြာနှံပြီးဖောယောင်နေပြီအရာနဲ့ရက်ကွက်လူကြီးကချက်ချင်းနိုင်ကူညီမှုကားခေါ်ပြီးချက်ချင်းပဲတချူပေးလိုက်တယ်လို့ဖြစ်ပွားပုံအသေးစိတ်ကိုပြောပြခဲ့ပါတယ်။အဲဒီနောက်မှာတော့ကုလာဦးကဇနီးဖြစ်သူလူမတိပဲအဲဒီလိုဆုံးပါသွားမှုအတွက်သူ့သမီးလေးကိုဆွဲလန်းတဲ့စိတ်နဲ့မချစ်မလို့ဖြစ်နေရတယ်လို့ပြောကြားသွားခဲ့ပြီးရက်လေညကဆိုရင်၆တာဘေးရင်တကားနေလိုက်ထူတယ်။အိမ်အောင်ဖေးတကားပေါက်မှာတကူလုံးဘာမှမပါပဲ နောက်ပြန်ကြည့်ထိုင်နေတာတွေ့လိုက်ရတယ်။သူကကလေးကိုလည်းအယမ်းချစ်ရှာတာ။အဲဒီညမှာတည်းဒီကလေးကို သူဆုံးတဲ့အိမ်သားဘက်ကိုခြေောက်ကနေဆွဲချသွားတယ်။မနေ့ကတော့ကလေးကခြေနောက်ပြင်ရောက်နေပြီ။ကျွန်တော်ခြေနောက်တွေ့လဲကင်သွားတယ်။သူ့ကိုယ်သူတိုက်ကလာတယ်။ငါညီကိုမောင်နှမတွေကဒုန်းနဲ့ရိုက်ရိုက်ပြီးတိုက်ကိုပြန်ခေါ်တယ်လို့ခဏခဏပြောတာ။နောက်ဆုံးသေတော့လေလူမသိလိုက်ရဘူး။အိမ်နောက်ဖေးမှာတက်ပြီးပြုတ်ကြနေတာပဲ။သမီးလေးကသူ့အမိအကြောင်းကြားရင်တအားဝမ်းနေတယ်ဆိုပြီး သူတို့ရင်ဆိုင်နေရတဲ့ဘဝမောကို အတင်းပြောပြခဲ့ပါတယ်။လက်ရှိမှာတော့အသက်40အရွယ်ကုလာဦးဟာတမီးလေးကိုတွန်းလဲပေါ်တင်ပြီးမုန်းရွာရွာနေပူပူပလုံးထွက်ကောက်နေတယ်လို့သိရပြီ။ဒီလူစနီးနဲ့တမီးပေါ်ကိုယောက်ျားကောင်းပီတာစွာနဲ့ချစ်မြတ်နှူစွာရှာဖွေကျွေးမွေးနေတဲ့ကုလာဦးကိုအလုံးကတနာစိတ်နဲ့အတိမတ်ပြုကလေးစားခဲ့ကြပါတယ်။ဒါကြောင့်ပရိုက်တာကိုထွန်းမင်းကိုရိုင်းကကုလာဦးနေထိုင်ရာ၄၀နှစ်လုံးတန်း တလန်63ရက်ကွက်တကုံစိတ်ကန်းကိုကိုရိုင်းတွမ်းရောက်လူတန်းခဲ့ပြီးဇနီးဖြစ်သူကိုအမြတမ်းပေးဝေစေခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့လည်းစေးဘက်ဆိုင်ရာဆရာဝန်တွေကတော့နွမ်းပါမှုနဲ့အယူသဲမှုအာဟာရချို့တဲ့မှုတို့ကြောင့်တိတ်ဆုံးသွားတဲ့ဇနီးတွေကိုစောက်ထိုးကြီးမြင်ရတာဖြစ်နိုင်တယ်လို့သုံးသပ်ထားကြပါတယ်။ဂိမ်းပရိသတ်ကြီးတို့ရောခက်ခဲလာတဲ့ဘဝကြီးမှာတူရဲတော်သမီးလေးကိုအဖော်ပြရင်း မကျွလွတ်တဲ့ဇနီးတဲ့နဲ့တူပလုံးကောက်ရင်ဖြတ်တန်းနေရတဲ့ကုလားဦးပေါ့ဘလူများမြင်ကြပါသလဲနော်လပင်းရဲ့လီစာနဲ့တပုံစံနဲ့ဆင်တူရဲလို့ထိုင်းနိုင်ငံအတွင်းနာမည်ကြီးနေတဲ့နန်းစုပလဲထံလူတူမရှာနာမည်တူမရှာဆိုတဲ့စကားပုံတိုင်းမှာပဲအခုချိန်မှာလာလီစာနဲ့ချွတ်ဆွတ်တူနေရဆိုပြီးထိုင်းမီဒီယာတွေမှာပိုဆိုပတ်ဆက်နာမည်ကြီးနေရကမြန်မာနိုင်ငံကနန်းစုပလဲထဖြစ်ပါတယ် လီဆာဆိုရာကတော့တောင်ကိုရီးယားနိုင်ငံအခြေဆိုင်ကမ္ဘာထိပ်တန်ခေပေါ့ idol band တစ်ခုဖြစ်တဲ့ Blackpink ဖွဲ့ရဲ့အဓိကဖွဲ့ဝင်တူဖြစ်ပါတယ်။လီဆာကိုရိုင်းကထိုင်းလူမျိုးဖြစ်ပေမဲ့ကိုရီးယားမှာအောင်မြင်ပြီးအခုဆိုရင်ကမ္ဘာကျော် idol superstar တစ်ယောက်ဖြစ်နေပါပြီ။သူမရဲ့နှုတ်ပညာ၊သူမရဲ့အကဆွမ်းရည်၊သူမရဲ့ fashion တွေကြောင့်တစ်ကမ္ဘာလုံးကအားပေးမှုတွေချစ်ခင်မှုတွေကိုအများပြားရရှိထားသူပါ။ ဆလင်းတုံတခြားကမ္ဘာထိပ်တန်ဘရန်ဒီရဲ့ global ambassador လေးဖြစ်တာကြောင့်သူမရဲ့လှူရှာမှုတိုင်းသူမရဲ့ဓာတ်ပုံတိုင်းဟာကမ္ဘာမီဒီယာတွေမှာသတင်းကြီးဖြစ်နေရသူပါအခုအဲဒီလိုကမ္ဘာကျော်လီစာနဲ့ချစ်စွတ်တူလို့နာမည်ကြီးလာတာကတော့ကျမတို့မြန်မာနိုင်ငံကနန်းစုပလဲထပ်ပါနန်းစုပလဲထက်ဆိုတာကတော့မြန်မာနိုင်ငံရှမ်းပြည်နယ်ကချစ်စရာကောင်းတဲ့ရှမ်းမလေးတယောက်ဖြစ်ပါတယ် ရှမ်းမလေးပြပင်အသားကဖြူဖြူပူပွေပါလိကသွင်းရောင်တန်ပေးနီနီရဲရဲနဲ့အရန်ကိုချစ်စရာကောင်းတဲ့မျက်နှာလေးကိုပိုင်ဆိုင်ထားသူပါဒီရုံးရည်လေးကြောင့်ပဲသူမဟာမြန်မာပြည်သက်တွေကြောင့်မှလူချိုက်များပြီးတော့ follower များပြားရှိပြီးတော့ social media ခြေပွင့်တပွင့်ဖြစ်ပါတယ်ဒါအပြင်ပြည်သက်တွေပို့တိကြတာကတော့သူမဟာနာမည်ကြီးဆိုတော့ poster monster လို့လူသိများတဲ့ chase 3ရဲ့ချစ်သူကောင်းမလေးလေးဖြစ်ပါတယ် နန်းစုပလဲထောင်သူ့ရဲ့ချက်စရာကောင်းတဲ့ပုံစံလေးနဲ့တူအခါလဲရှမ်းကိုကောင်းလို့ပြိတ္တိချာမှာနာမည်ကြီးနေသူတရားပါဒီလိုနဲ့အခုနောက်ပိုင်းမှာနတ်စုပလဲထက်ရဲ့ပုံရိပ်တွေဟာမြန်မာနိုင်ငံတည်းမကားပဲအိန္ဒိချင်းထိုင်းနိုင်ငံရဲ့ဆိုရှယ်မီဒီယာတွေထိပြန့်နှံ့သွားခဲ့ပါတယ်။ထိုင်းလူမျိုးတွေကသူတို့နိုင်ငံရဲ့ကုန်ဆောင်ကမ္ဘာကျော် idol ဖြစ်တဲ့လီဆာနဲ့အရန်ကိုတူလွန်းတဲ့နတ်စုပလဲထက်ကိုတတိထားမိသွားကြပါတယ်။ အထူးသဖြင့်နန်းစုပလင်ထက်ရဲ့မျက်လုံးနှာခမ်းမျက်နှာကြောင့်နောက်ပြီးသူ့ပုံစပေးနေပုံစံတချို့ဟာလီစာနဲ့တကယ်ကိုတပုံစံနဲ့တူနေတယ်လို့ဆိုကြပါဗျ။အခုဆိုရင်ထိုင်းမီဒီယာတချို့ကပါနန်းစုပလဲထက်ကိုမြန်မာပြည်ကလီစာကလုံးချင်းတတိထားမိသွားပြီးသူမရဲ့လာတရားကိုချီကျူးရေးသားနေကြတာကိုတွေ့ရပါတယ်။တချို့ပြည်သက်တွေကဆို လီစာထက်ထောင်ပို့ချောသေးတယ်ဆိုပြီးမှတ်ချက်တွေပေးတဲ့အထီတောင်ပြလာခဲ့ပါတယ်။ ဒါကတော့ဒူးချင်းစီရဲ့အမြင်ပေါ်မူတည်ပြီးဒီလောက်ထိနှိုင်းရှင်ပြောဆိုလာကြတာကတော့နန်းစုပလဲထက်ရဲ့အလားတရားကဘလောက်ထိထူးခြားလဲဆိုတာကိုပြသနေတာပါပဲ။ဘာပဲဖြစ်ဖြစ်မြန်မာနိုင်ငံကမိန်းကလေးတယောက်ရဲ့အလားတရားကိုနိုင်ငံတကာကအထူးသဖြင့်လီဆာရဲ့စာတီမီဖြစ်တဲ့ထိုင်းနိုင်ငံကတော့တတိထားမိပြီးချီးကျူးနေကြတာကတော့ဝမ်းသာစရာသတင်းတစ်ခုပါပဲ။ယခုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့ရောဘလို့ထင်မြင်မိပါသလဲ။နန်းစုပလဲထောင်းတကယ်ပဲပလက်ပင်အဖွဲ့ဝင်လီစာနဲ့တူတယ်လို့ထင်ပါသလား။ မန်စုပလဲထက်ရဲ့ဘဲချက်တွေကလာလီစာနဲ့တူဆုံးလို့ထင်မိလဲဆိုတော့မိမိတို့အမြင်ကိုပြောသွားကြပါအောင်ရှင်ချစ်ရှုခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုချီးစွတ်တင်ပါတယ်ရှင်